အဲ Facebook လောကမှာ service ရာအနေနဲ့ဒါရက်တိမယ်ပေါ့နော်ရက်တိမယ်ဆိုရင်ဒီအချက်တွေသိထားမှာဖြစ်ပါတယ် service လုပ်ရင်ဒီ၄ချက်နဲ့ဖြုတ်ပထမဆုံးအချက်ကမူကိုမပြင်းနဲ့ပေါ့နော်ခုမှဘာမူရှိလဲအဲ့ဒီမူလုံးဝမပြင်းပါနဲ့ဟိုတကယ်လို့ခင်သွားတယ်ပေါ့နော် client နဲ့ခင်သွားတယ်ဆိုရင်တော့အဲ့ဒီခင်သွားတာတပိုင်းခင်လို့သူ့ဟိုကိုကအကောင်းမကောင်းကိုဆက်ဆံတယ်သူ့ဘက်ကလည်းလက်ဆောင်ပေးတာတပိုင်းအလုပ်ကိစ္စအလုပ်ကိစ္စတပိုင်းခင်နေဆိုရင်ခင်မင်မှုကြောင့်ဒီအလုပ်ကိစ္စနဲ့သွားမရောနဲ့အဲ့ဒီမူကိုလုံးဝမပြင်းနဲ့ အရေးကြီးရနော်ခင်မင်မှုကြောင့်အလုပ်ကိစ္စနဲ့သွားမရောပါနဲ့ခင်မင်မှုအလုပ်ကိစ္စနဲ့ဘယ်လိုဘယ်လိုမှမရောနဲ့ခင်လို့သူ့ကိုကအကောင်အောင်ပြောလိုက်တယ် bonus အငွေကြေးတစ်ခုတချို့လက်ဆောင်အနေနဲ့ပေးမယ်လက်ဆောင်ပစ္စည်းတစ်ခုပို့ပေးမယ်ဒါတပါဒါပေမဲ့အဲ့ဒီအလုပ်နဲ့သွားမရောနဲ့မူကိုလုံးဝမပြင်းနဲ့မြည်သည့်မြည်သည့်အကြောင်းကြောင့်ခင်လို့ဖြစ်ဖြစ်မူကိုလုံးဝမပြင်းပါနဲ့သူကမူကိုပြင်လိုက်တယ်ဆိုရင်ဟာဒီအကိုစီမှာစားပေးအပ်တာငါလှုပ်ချင်ဆိုလှုပ်လို့ရပါတယ်ဆိုတော့ mindset အဲ့ဒီ client ရဲ့စိတ်ထဲရောက်သွားလိမ့်မယ်အဲ့ဒါကိုလုံးဝအယောက်မခံဘူးနော်လှုပ်ချင်ဆိုလှုပ်လို့မရဘူး အလုပ်ကို professional ကြကြလုပ်ကြအောင်သူ့ဘက်ကတည်သွားအောင်ကိုယ့်ရဲ့မူကိုမြို့သူအကြောင်းကြောင်းနဲ့မဆိုမပြင်ပါနဲ့ဥမာကို့မှာမူရှိရဗျာမူပါမူရရှိမယ်ကျွန်တော်စီမှာစားပဲအထိုင်တခြားဆရာစီအဲ့လိုမရပါဘူးတခြားဆရာစီအပ်တယ်ဆိုရင်တော့အဲဒီ service ကြီးကကျွန်တော်ပြန်ပေးမှာမဟုတ်ပါဘူးဩအဲဒါမှမဟုတ်အဲ service မအောင်မြင်ဘူးဆိုလို့ရှိရင်ကျွန်တော်ကဆေးရံငွေယူထားတာပါတယ်ဒါပေမဲ့ဆေးရံငွေအပြည့်ပြန်ပေးပါမယ်ဩဆေးရံယူမယ်ဆိုလုံးဝယူဆေးရံယူတော့ခင်လို့ဆိုပြီးဆေးရံမယူဘဲမလုပ်နဲ့ခင်တာတပိုင်းခုနပြောသလိုပါနော်အဲ့ဒါအရေးကြီးတယ်နံပါတ်1 ။နံပါတ်နဲ့စနစ်ချပါ။စားပေးမှာဗျာဖြစ်ဖြစ်ပြီးပြီးရောထွာထားထားလို့မရအောင်စနစ်မရှိဘူးဆိုရင်ဟိုဘက်လူကကိုမအဲ့စနစ်မရှိဘူးဆိုရင်ကို့ကို तू က professional တူဖြစ်တယ်ဆိုရင်ကို့ကိုနည်းနည်းအထင်သေးသွားနိုင်တယ်။နောက်တစ်ချက်အထင်သေးတယ်။အထင်သေးတာပြီးနောက်တစ်ချက်ပါလဲဆိုတော့စနစ်မရှိဘူးဆိုရင် तू စိတ်ထဲမှာထင်သလိုမျိုး तू ယူဆသွားနိုင်တယ်။ဥပမာဗျာကို့မှာစနစ်မရှိတာဥပမာဆယံမယူဘူး။အဲဥပမာဆယံယူရဲဆိုရင်ယူရဲမယူဘူးဆိုလည်းမယူဘူးပေါ့။ဒါတော့ကို့ရဲ့ personal ကြိုက်သလိုတတ်မှတ်လို့ရတယ်။ဒါပေမဲ့အဲ့ဒီတတ်မှတ်ချက်စနစ်ကိုကိုကချထားရမယ်။ အဲ့စနစ်ရှိရခုမှဥမာစနစ်တခုပေါ့ဗျာအာဟိုပါပေါ့အပြေစာပေးတာလားဒါမှမဟုတ် K ပေးတော့တခါတည်း note ထဲမှာတခါတည်းထည့်ခြင်းတဲ့အကြောင်းအရာရှိမလားဒါမှမဟုတ်အာ information အနေနဲ့ဆိုလို့ရှိရင် gmail နဲ့ gmail password နဲ့ facebook account security မြင့်မယ်ဆိုရင်ဘာတွေတောင်းသလဲတောင်းတဲ့ဟာတွေတခါတည်း list လုပ်ထားဒါမှမဟုတ်ဆိုကြရင်ဘာစားပေးရဘာဘလောက်ဘာစားပေးရဘလောက်ဘာစားပေးရဘလောက်ဆိုဈေးတွေတခါတည်းသတ်မှတ်ထားအဲ့လိုစနစ်ကြကြလေးရှိရမယ်ပေါ့နော်စနစ်ကြကြလေးရှိရမယ် စနစ်မရှိဘူးဆိုရင် तू ကတခြားမှာအပ်ခဲ့တဲ့အတိုင်းကိုယ့်စီမှာလည်းအဲ့လိုမျိုးပုံစံပဲဆိုယူဆသွားနိုင်တယ်ယူဆသွားရဲဆိုရင် तू ကကိုယ့်စီမှာ तू ကတွေးရတဲ့မျိုး तू ကကိုယ့်စီကိုပေးလာတဲ့လှုပ်ဆောင်မှုလေးတွေတမျိုး तू ကလည်း तू လှုပ်ဆောင်မှုတမျိုးဆိုအဲ့ဒီမှာနားလည်မှုတွေစလွဲတယ်အဲ့တော့စနစ်ပြန်ချနံပါတ်3အဲ့စနစ်ကိုကြိုပြောရမယ်စနစ်ကကိုတရားလေးချပြီးကြိတ်ပြီးလောက်ရမှာမဟုတ်သူ့ကိုကြိုပြောရမယ်ခုမှတော့ကျွန်တော်မှတော့ဒီလိုဒီလိုလေးရှိတယ်အစင်ပြေမှအပ်ပါအစင်မပြေဘူးဆိုရင်မအပ်လို့လည်းရပါတယ်တခါတည်းကြိုပြောတာတခါတည်းကြိုပြောတာ အဲ့တော့သူအစဉ်ပြေမအပ်တယ်ဆိုရင်ဒါလူကြီးမင်းရဲ့လမ်းကြောင်းနဲ့သူကဝင်လာပြီဝင်လာပြီဆိုတော့ကိုယ့်ရဲ့သဘောဟိုကိုထားထားတဲ့လမ်းကြောင်းကသူကသဘောတူတယ်လို့သတ်မှတ်လို့လည်းရပြီသူနဲ့ကိုယ်နဲ့အစဉ်ပြေသွား fix ဖြစ်သွားတယ်အချီနဲ့အဲ့လိုတားစားတာဖြစ်သွားပြီအဲ့တော့ကို့မှာဒီစနစ်တွေရှိတယ်အဲ့လိုအစဉ်ပြေမလားကျွန်တော်မှာဆင်ရန်ပေးတဲ့စနစ်ရှိတယ်ကျွန်တော်မှာအာဒီကျွန်တော်မှာ client များတဲ့အတွက်ကျွန်တော်လှုပ်တော့လှုပ်ပေးမယ်9ရက်လောက်စောင့်ရမယ်အဲ့ဒါလေကို့မှာရနိုင်တဲ့ဟာကြီးကြိုပြောကြိုပြောပြီးသူကသဘောတူတယ်ဆိုမှကိုကလက်ခံကိုကကြိုမပြောထားမိလို့သူ့ဘက်က အာကိုဟိုမမထန်ထန်ပြောလဲရှင်မမတချို့ကမမထန်ထန်ပြောတယ်မမထန်ထန်ပြောလို့ရနိုင်တယ်ထင်လို့သူကပြောတာအဲအဲ့လိုမျိုးတွေတခုမလူလားတဲ့ပြဿနာဖြစ်သွားတယ်ကိုဘက်ကလည်းဟာငါ့ကိုကျန်းစကားပြောတာကြမ်းလိုက်တာဆိုပြီးတော့အထင်လွဲသွားနိုင်တယ်အဲ့တော့အဲ့ဒါမှမဖြစ်အောင်ကိုကစနစ်ကိုတခါလေးကြိုပြောပါအဲ့ဆိုရင်အဆင်ပြေသွားပြီနံပါတ်၄တကယ်လို့အဲ့ဒီဟာတွေအကုန်လုံးနဲ့အဆင်မပြေဘူးဆိုလို့ရှင်တော့ short ထုတ်ပြပါ short ထုတ်ပြပါ short ထုတ်ပြပါဆိုတာအဝတ်ချော်ခိုင်းတာမဟုတ်နော် short ထုတ်ပြပါဆိုတာအဝတ်ချော်ခိုင်းတာမဟုတ်ပါဘူးအဲ့ဒီလိုမျိုးလှုပ်ထားပြီးတော့မှအဆင်မပြေတော့ဘူး client က ဟာအများကြီးပူစီကြိုက်တယ်လုံးဝကြီးများတယ်ဆိုရင်တော့မလုပ်ပါနဲ့တော့အက်ကလိုင်းရန်ရှော့လိုက်ပါအက်ကလိုင်းရန်ရှော့ပြီးတော့လုံးဝပူစီမကြိုက်ပဲနဲ့လုံးဝအာယုံကိုမနှောက်စေပဲနဲ့အဲစားဖက် freeze လဲအင်ခန်းလေးကောက်ကောက်ရတယ်မစိုးဘူးဘလိုမျိုးအာယုံနောက်တဲ့တစ်ယောက်နဲ့တနေကုန်အချိန်ကုန်မဲ့စားအာယုံမနှောက်တဲ့9ရက်လောက်နဲ့အင်ခန်းကောက်ကောက်ရပြီးတော့စိတ်ချမ်းသာစွာအဲ့ဒီတနေကိုအချိန်ကုန်လိုက်ပါကိုကအားလုံးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး။ကိုယ့်ရဲ့ဝန်ဆောင်မှုကိုကြိုက်တဲ့သူရှိမယ်မကြိုက်တဲ့သူရှိမယ်။မကြိုက်တဲ့သူအရန်လွှမ်းပြီးတော့တောင်းတမနေနဲ့။အဲ့ဒီမှာ ဒါ Warren Buffett ပြောတာပေါ့နော်သူဆိုရင်သူ့ရဲ့အင်ကမ်းကောင်းသွားအောင်မလုပ်လဲဆိုတော့4 hour work week ကျွန်တော်ခဏခဏပြောတယ်အဲ့ဒီမှာဆိုရင် तू ဟာသူ့ရဲ့အင်ကမ်းကောင်းသွားအောင် तू ဟာအာယုန်နောက်တဲ့ client အယောက်30လား40လားမသိဘူး sorry အရေးတော်တော်မှားမယ်နော်ကျွန်တော်မှတ်မိသလားပြောတာစိတ်ထဲမှတ်ထားသလိုပြောတာဗျာမှတ်မိသလားဆိုတာကနော်စိတ်ထဲမှာမှတ်သားထားသလိုပြောအဲ့တော့အဓိကက तू ဝန်ထမ်းဟိုမကောင်းတဲ့ client အယောက်100ကိုအာယုန်နောက်တဲ့အယောက် client အယောက်100ကိုလုံးမဲ့အစား အဲ့အယောက်တရာစီကိုအချိန်ကြီးအများကြီးအကုန်ခံမဲ့အစားအယောက်တရာစီကအင်ခန်းနည်းနည်းလေးယူမဲ့အစားအင်ခန်းလည်းကောင်းကောင်းရတယ်အာယုံလည်းမနောက်ဘူးအချိန်လည်းသိမ့်မကုန်ဆိုတော့ client ရဲ့ဆယ်ယောက်ကိုလှုပ်ပေးလိုက်ပါတယ်အဲ့ဆယ်ယောက်စီကသူကအင်ခန်းလည်းကောင်းကောင်းရတယ်အချိန်မဲနည်းနည်းပေးရဖြစ်တဲ့အတွက်အချိန်ပူရအများကြီးထွက်တယ်စိတ်လည်းအရင်မရင်းနှီးရအောင်စိတ်ပင်ပန်းမှုမရှိတဲ့အတွက်စိတ်ချမ်းသာမှုလည်းရတယ်ဟောအင်ခန်းအနေနဲ့ဆိုလည်းသူကကောင်းအဲ့လိုမျိုးပေါ့နော်အဲ့ဒီ system လေးကိုအမြဲတည်းရပါ short ထုတ်ပြပါပေါ့နော်အဲ့တော့အဲ့ဒီ၄ချက်ကိုအသုံးပြမယ်ဆိုရင်လူကြီးမင်းတို့ရဲ့နေ့စဉ် service လုပ်ငန်းတွေမှာစိတ်ချမ်းသာမှုတွေအများကြီးရလာမှာဖြစ်ပါတယ် အာယုံနောက်ရတဲ့ဟာတွေအများကြီးရောသွားမှာဖြစ်ပါတယ်ဒါကကျွန်တော်ရဲ့အတွေ့အကြုံလေးရဲ့အာကျွန်တော်ဒီ management class တွေပေါ့နော်ဆရာမမိုင်ဆရာပီကာစသဖြင့်အတန်းတွေရတည်လာတဲ့တချို့တည်လာတဲ့ဘူးတူတာတွေရဲ့ကျွန်တော်အတွေ့အကြုံလာတဲ့အတွေ့အကြုံတွေရဲ့ပေါင်းစပ်ပြီးတော့အမြောက်ပေးတာဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်ဆရာတွေလေးစားပါတယ်ဒီဗီဒီယိုလေးနဲ့ကာရာပြပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဒီတို့ရဲ့အကြောင်းလေးတော့မှတောင်းဆိုသွားလို့ရပါတယ်